စပိန်လူငယ်ကျယ်ပွင့်ကစားသမားယမားကကမ္ဘာကျော်ဘောလုံးသမားဆီရိုနယ်တိုရဲ့ပေါ်တူဂီအသင်းနဲ့ကစားရမယ့် UEFA Nation League ဘောလုံးပွဲမှာသူဘယ်သူလဲဆိုတာကိုတသက်ပြသွားမယ်လို့ကြုံဝါပြောကြားခဲ့ပါတယ်။ အသက်18နှစ်အရွယ်ယမဟာမနေ့ကပြင်သစ်အသင်းကို9ဂိုး၄ဂိုးနဲ့အနိုင်ရခဲ့တဲ့ UEFA Nation League Semi Final ပွဲစဉ်မှာ2ဂိုးသွင်းပြီးပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့တာပါပြင်းထန်အသင်းကိုအနိုင်ရခဲ့တဲ့စပိန်အသင်းဟာ UEFA Nation League ဘောလုံးပွဲအဖြစ်ဇွန်၈ရက်မှာပေါ်တူဂီအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။စပိန်လူငယ်တိုက်စစ်ကစားသမားယမကပေါ်တူဂီနဲ့ကစားရမယ့်ပွဲဟာသူကစားချင်တဲ့ပွဲမျိုးဖြစ်ပြီးသူဘယ်သူလဲဆိုတာကိုအဲ့ဒီပွဲမှာသက်သေပြသွားမယ်လို့ပြောကြားခဲ့တာပါ။ ပေါ်တူဂီလိုကြီးကျယ်ခံထားတဲ့အသင်းနဲ့ဘောလုံးပွဲကစားရမှာဖြစ်လို့ကျွန်တော်တို့ဆက်ရပုံပြီးတက်ကြွနေပါတယ်။ကျွန်တော်ကအဲ့လိုပွဲမျိုးတွေကစားကြင်တာပါ။အဲ့ဒီပွဲမှာကျွန်တော်ဘာလုပ်လဲဆိုတာကိုတက်တည်ပြသွားမှာပါလို့ယမားကပြောပါတယ်။ ရမားအနေနဲ့ပေါ်တူဂီနဲ့ကစားမဲ့ပွဲမှာအသက်40ကျော်ပြီဖြစ်တဲ့ကမ္ဘာကျော်ဘောလုံးသမားဆီရနယ်ဒိုနဲ့ပထမဆုံးအကြိမ်ထိပ်တိုက်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ရမားကဆီရနယ်ဒိုကဘောလုံးကန်တဝင်းမှာကစားသမားအလုံးကိုကျွန်တော်လေးစားသလိုဆီရနယ်ဒိုကိုလည်းလေးစားမှုအပြည့်ရှိပါတယ်။ကျွန်တော်လူကိုကျွန်တော်လုံးမှာပါအဲ့ဒါကအနိုင်ရဖို့ပါပဲလို့ပြောကြခဲ့တာပါ။